ွန်လ18ရက်နေ့မတရားသောသူတို့မူကားမငြိမ်နိုင်ပဲလှုပ်ရှား၍ရှုံးနေအမိုက်ကိုပတ်သောပင်လေရင်နှင့်တူကြ၏မတရားသောသူတို့၌ငြိမ်သက်ခြင်းမရှိဟုငါ၏ဖျားသခင်မိန်တော်မူ၏ဣရှာယအနာဂတ်ကျမ်းအခန်းကြီး59ခန်းငယ်20မှ21နိုင်ရခရာမြင့်ဟိုဘတ်ထိတ်နှင့်ဒီဘတ်ထိတ်ကြားသွေတန်းထားသောကျိုးပေါ်တွင်တပိန့်တက်လက်တွန်းလေးဖြင့် ခောက်တုတ်ခောက်ပြန်ရှောက်တိသူလူအကြောင်းကို ကြားပူပါတယ်။သူတွေဖြစ်ပေါင်းနေရာခန့်ရှိသော မြေသာမုတ်ထဲ့သားသည့်အိတ်တင်၍လူထောင်ပေါင်းများစွာရှိတွင်ဂျိုးတန်းပေါ်တွင် ခောက်တုတ်ခောက်ပြန်ရှောက်လျက်ရှိပါတယ်။ထို့နောက်သူကဘေးသက်ဘက်သို့လှည့်၍ဒီလဲပေါ်လူတစ်ယောက်တင်ပြီးရှောက်ပြမယ်။ယုံကြလာဦးမေးရာလူတိုင်းကစိတ်လုံရှားစွာဖြင့်ထောက်ခံအော်ဟစ်ကြပါတယ်။ထိုကသူကရှေးသုံးတန်းတွင်ရှိသောစိတ်လုံရှားနေသူကိုလက်ညှိုးချပြီးခမည်းလဲပဲဟုဆိုလိုက်ရာ လက်ညိုးထိုးခံရသူမှာလုံးဝငင်းဆန်နေပြီတော့သည်အလားတူသခင်ယေရှုကိုယုံကြည်သည်နောက်တော်သို့လိုက်မည်ဟုပြောဆိုကြသူများလာတော့လေမြည်သူမှတပိန့်တက်လဲပေါ်သို့ မလိုက်ရကြပေထိုသူတို့သည်သခင်ယေရှုအတွက်မြည်သည့်အခါမှ တရားရခိုင်နှုန်းတည်တည်ကြာကြာအံ့နိုင်ခြင်းမရှိသူများလာဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းခြင်းကျွန်တော်ရဲ့အစအစအရာရာကိုစက်ကအနံ့ခြင်း တစင်မှသာသခင်ယေရှုထံမှာ အန်တီမပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ဟုတ်ကဲ့ပါဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ